အတွေးအမြင်ကောင်းနေမိမိသောက်တည်ကျင့်သုံးတာတဲ့ဥပုပ်တိလာကိုပို့ပြီးတော့ကောင်းမွန်သွားစေတန်ရှင်းသွားစေဓမ္မပါဠိတော်မှာလာတဲ့ကာထာလေးနှစ်ပုဒ် ဧထပတ္တိမလောကစိတ်တရာဇရထုပမယထပါလေဝိတိတန္တိနတ္တိသင်္ကောဝိဇာနတံဧထပတ္တိမလောကဧထလာကြကုန်လောစိတ်တရာဇရထုပမရှင်မယင်စည်းတဲ့ယထာတစင်းလိုဆန်းဆန်းကြဲကြဲစီမအပ်သော ဣမလောကဤခန္ဓာကိုယ်ဒီဟူသောလောကကိုပတ္တအမှားအတိုင်းမြင်အောင်ကြည်ကြကုန်လောယထပါလေဝိတိရန္တိယထဤခန္ဓာဒီဟူသောလောက၌ပါဠိမိုက်မဲသောပုဂ္ဂိုလ်တို့သည်ဝိတိရန္တိနိမောညကုန်၏နတ္ထိသင်္ကောဝိဇာနတံဝိဇာနတံခန္ဓာအကြောင်းလောကအကြောင်းမမကန်ကန်သိကြတဲ့ပုဂ္ဂိုလ်တို့ မာတော့တင်ကိုကန့်ညီခြင်းသည်နတ်တိမရှိဂါထာလေးကတော်တော်လေးလေးနက်တယ်ယေဆောဘုရားယဟန်ဒီကိုအဘေယမင်းသားကိုအကြောင်းပြုပြီးတော့ဟောခဲ့လာကြတဲ့အလွန်ဆန်းကျယ်တဲ့ဒီခန္ဓာဒီဘဝဒီလောကရဲ့အကြောင်းကိုအမှန်ကန်သိအောင်မြင်အောင်ကြည့်ကြတဲ့ အမှန်ကန်မသိတဲ့ပုံကိုယ်တွေကလောကမှာနှင်မွန်းသွားကြတယ်။အမှန်ကန်သိကြတဲ့ပုံကိုယ်တွေကတော့ဘာကညှိမှုမှမရှိဘူးတဲ့။စဉ်းစားတဲ့ရင်စဉ်းစားတဲ့တလောက်အတိပ္ပေခြေပြန့်နေ။ဒီကဒါလေးဟောရခြင်းရဲ့အကြောင်းနဲ့တွဲပြောရင်ပို့ပြီးတော့စဉ်းစားလို့ကောင်းမယ်။အဲကြောင့်ဒီကဒါကိုမြတ်စွာဘုရားဟောတာလို့ဆိုတော့ တမိတာမင်းကြီးမှာအဘယမင်းသားဆိုပြီးတော့တားတယောက်ရှိဇာတတကလည်းသူတားပါမိဖုရားတွေများတော့သာသမီတွေလည်းရှိတာအဲ့ဒါဒီနေ့တော့အဲ့ဒီအဘယမင်းသားကိုစစ်ပွဲတပွဲကိုအနိုင်တိုက်နိုင်ခဲ့လို့ဆုချတဲ့အနေနဲ့ထိနန်းစည်းသိမ်ကိုနေရပေးပြီးတော့အလွန်ချုံမောလှပတယ်ကာကြည်တယ်မာလေးတယောက်ကိုပေးတယ်လို့ဆို အဲ့ဒီကားကြီးတွေမှာလေးကသူအလွန်ချစ်မြတ်နိုးစင်ပါပဲသူ့ကိုဖြောပြဖို့အတွက်အစာဟာရကိုချိုးချံချူတာစွာစားသုံးပြီးတော့ခန္ဓာကိုယ်အလှကိုထိန်းသိမ်းရတဲ့အတွက်ကြောင့်ရုပ်တရက်လေထပြီးတော့သေးတဲ့တဏ္ဍတိအမတ်ကြီးလိုပါပဲအဲ့လိုသေးတဲ့အခါကျတော့ဒီအဖေရမင်းသားကသူ့အလွန်ချစ်မြတ်နိုးတဲ့ ီကကြေတယ်မှလေးဆုံးသွားတာသူဘလို့မှဖြေလို့မရသူစိတ်နှလုံးကိုတောကမီးတောက်တယ်ဒီမီးကိုဘယ်သူနှိမ့်ပေးနိုင်မလဲဆိုတာကိုတော့သူကသိအဲ့ဒါလည်းအဓိကကြတယ်အဲဘယ်ရောက်လာလို့ဆိုတော့မြတ်စွာဘုရားဒီရောက်လာစိတ်နှလုံးကိုဆွဲလောင်နေတဲ့ပူလောင်ပင်မမှုကိုဖြစ်စေတယ်ဒီမီးတောက်ကိုမြတ်စွာဘုရားနှိမ့်သက်ပေးနိုင်မယ်ဆိုတာကိုသူယုံကြည်တယ် အဲ့ဒါကြောင့်မြတ်စွာဘုရားကိုခြေချောင်းကုန်စင်အကုန်လျှောက်ထားတယ်။အဲ့ဒီမှာမြတ်စွာဘုရားဒီဂါထာလေးကိုဟောတာ။ဧထပတ္တိမလောကစိတ်တရာဇရထုပမယထပါလီဝိတိရန္တိနတ္ထိတင်ကိုဝိဇာနတ္တ။လာကြကုန်လော။ရှင်ဘယံစီးတဲ့ယထာတဇင်းလိုစမ်းကြတဲ့ဒီခန္ဓာကိုယ်ဒီဟူသော လောကကိုအမှန်ကန်မြင်အောင်သိအောင်ကြည့်ကြကုန်လော။ မသိကြတဲ့မမြင်ကြတဲ့မိုက်မဲကြတဲ့ပုံကိုယ်တွေကဒီခန္ဓာလောကကိုအကြောင်းပြုပြီးတော့ဒီခန္ဓာလောကမှာနှင်းမွန်းသွားကြတယ်။သိကြမြင်ကြတဲ့ပုံကိုယ်တွေကတော့ဒီခန္ဓာလောကရဲ့ပုံမှာဘာကံ့ကြီးမှုမှမရှိတဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခပေါင်းကနေပြီးတော့လွတ်မြောက်သွားကြတယ်။ကိုဖုံဖုံတို့တွေရာဆင်းရဲဒုက္ခတွေကမလွတ်မြောက်သေးဘူး။အထူးသဖြင့်ကိုယ့်ရဲ့စိတ်က ရာဂဒေါသမောဟတိဟုသောကိရိတာလက်ကမလွတ်မြောက်သေးဘူး။မမောစရာကောင်းတဲ့အာယုန်တွေရဲ့ပုံမှန်မမုန်းမှုအနှောင်အဖွဲ့ရှိနေတယ်။ကိုယ်ခန္ဓာရဲ့ပုံမှန်ကိုယ်သားသမီးတွေရဲ့ပုံမှန်ကိုယ်စည်းဝါးရေးတွေရဲ့ပုံမှန်ကိုယ်ချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှန်ဤကတ္တတာမှုဆိုတဲ့အနှောင်အဖွဲ့ကရှိနေတယ် ကြီးကတွေ့တာမှုမှအနှောင်ဖွဲမဟုတ်ဘူးတွေ့ကြုံရတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့မကျေနပ်ဘူးစိတ်တိုင်းမကြဘူးစိတ်မချမ်းသာဘူးဒီဒေါသဆိုတာလည်းပဲအနှောင်ဖွဲပဲပဋိကတန်ရောစဉ်လို့အစွာပြားဟောတယ်အနှောင်ဖွဲအဲ့ဒီအနှောင်ဖွဲမျိုးစုံကနေဒီစိတ်ဟာမလွတ်ဘူးညိကတွေ့တာမှုရှိနေတယ် ဒီအနောင်ဘွဲ့တွေရှိနေတဲ့အတွက်ကြောင့်ဘဝတန်တရားမှာနှစ်မုံမှုမျိုးစုံနဲ့နှစ်မုံညာရအပေလေးပါးရောက်သွားတာကတော့အဆိုးဝါးဆုံးသောနှစ်မုံမှုလိမ့်ဆံဖြစ်သွားတယ်ငရေကြသွားတယ်ပြိတာဖြစ်သွားတယ်ဒါလောဘဒေါသမောဟအနှောင်ဖွဲ့တွေပြင်းထန်လွန်းလို့မာရင်းတဲ့ကာယကမှုဝစီကမှုအဆင့်တွေထိရောက်အောင်အနှောင်ဖွဲ့တွေကကြီးလွန်းလို့ လောဘအာကြည်ရင်လှုပ်ချင်ရလှုပ်တာပဲပြောရင်ပြောတာပဲဒေါသအာကြည်ရင်လည်းလှုပ်ချင်ရလှုပ်ပြောရင်ပြောတာပဲအနောင်ဘွဲအလောက်ဆိုးသွားပြီဆိုလို့ရှိရင်ဘယ်ထိနေမွန်းသွားနိုင်လို့ဆိုရင်အပေလေးပါးထိနေမွန်းသွားနိုင်နေတဲ့ဒါကြောင့်မြတ်စွာဘုရားယထပါဠိဝိတိရံတိမတိတဲ့ပုဂ္ဂိုလ်ဘဝခန္ဓာအကြောင်းလောကအကြောင်းအမှန်ကမတိတဲ့ပုဂ္ဂိုလ်တွေကနေမွန်းသွားကြတယ်မတိတော့မိုက်မိုက်တော့မှားမှားတော့နေရတယ် သိတဲ့လူတွေကြတော့ဗါလဲတော့နတ္ထိသင်္ကောဝိဇာနတံဝိဇာနတံသိမြင်လိမ္မာကြွကျင်ကြတဲ့ပုဂ္ဂိုလ်တွေကတော့နတ္ထိသင်္ကောကံ့ကြီးမှုမရှိဘူးတဲ့လောဘနဲ့လည်းမကပ်ဘူးဒေါသနဲ့လည်းမကပ်ဘူးဘာနဲ့မှဒီစိတ်ကကပ်နေတာညှိနေတာမရှိတဲ့အတွက်ကြောင့်ဒုက္ခတွေကနေသူတို့ကလွတ်မြောက်ခွင့်ရကြတယ်တဲ့ဒီခန္ဓာရဲ့အကြောင်းဒီလောကရဲ့အကြောင်းကိုမသိရင်နှိမ့်မုန်းမယ်သိရင်လွတ်မြောက် ဒါကြောင့်မြတ်စွာဘုရားဒီခန္ဓာရဲ့အကြောင်းဒီလောကရဲ့အကြောင်းကိုသိအောင်မြင်အောင်လာကြကြည်ကြလို့ပြောတယ်။ဧထပတ္တိမံလောကစေတရာဇရထုပမဘယင်စည်းတဲ့ယထာတစဉ်လို့စံကြတဲ့ဒီခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုအမှန်ကန်သိအောင်လာကြကြည်ကြ။အဲတရားအထုတ်တယ်ဆိုတာဒီခန္ဓာကိုယ်ကြီးရဲ့အကြောင်းဒီခန္ဓာကိုယ်ကိုအမိပြုတ်ပြီးဖြစ်နေတဲ့စိတ်တွေစိတ်တွေတည်တည်ရဲ့အကြောင်း တဘာဝမျိုးစုံဖြစ်ပေါ်ပြောင်းလဲနေတဲ့အခြေအနေမှန်ကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြည့်တာပါပဲ။ဘာတွေဖြစ်နေတော့ဝင်လေထွက်လေကိုအခြေခံပြီးတော့ခန္ဓာရဲ့အကြောင်းလောကရဲ့အကြောင်းကိုသိအောင်ကြည့်ကြရတယ်။တော်ရရတဲ့ထိုင်တယ်လျောင်းနေဘလို့ပုံစံနဲ့အရှင်းတန်းနေတော့ကြည်ကြရတယ် မြင်ရတဲ့ကြားရတဲ့အနံ့ရတဲ့စားတော့တဲ့တွေးထီတဲ့တွေးကြံတဲ့အာယုံပိုင်းဆိုင်ရာဓမ္မနုပဒနာအဲ့ဒီရှုတော့ကလည်းပဲအမြင်တွေကိုစွန့်အောင်ကြည့်ကြရတယ်ဒီဘဝဒီခန္ဓာမှာဘယ်လိုသဘာဝတွေဖြစ်ပေါ်ပြောင်းလဲရင်းနဲ့ရှင်းသန်းနေသလဲအဲ့ဒါကိုကြည့်ကြရတယ်ကြည့်တဲ့နေရာမှာ ိစုပံလေးကိုပိုင်းဖြတ်ပြီးတော့ကြည်နိုင်ဖို့အလွန်ရေးကြီးတယ်အတိတ်အနာဂတ်ပိစုပံကာလသုံးဏကိုနားလည်ဖို့လိုတယ်ဖြစ်ခဲ့ပြီးသားတွေဟာအတိတ်မရှိတော့ဘူးလို့နားလည်ရမဖြစ်သေးတာတွေဟာအနာဂတ်တကယ်မရှိသေးဘူးလို့နားလည်ရခုလောလောဆယ်ဖြစ်နေတဲ့အခုဖြစ်နေတဲ့သဘာဝလေးကိုပဲ အမှန်သိအောင်တတိလေးကပ်ကပ်ပြီးတော့ထားရတယ်ပေါ့ပေါ့ပါပါလေးလှုပ်တက်ဖို့လိုတယ်အရန်ကြီးနင်းလားငါလားစိတ်ဆိုင်ပြီးတော့လှုပ်နေရတဲ့အလုံမျိုးမဟုတ်ဘူးတတိလေးထားတယ်သူကအခြေအနေဆွေဆွေမြေမြေသိနေဖို့ကပဓာဏကြတယ်အားဆိုင်တယ်ဆိုတဲ့နေရာမှာတတိလွတ်မသွားဘူးအားဆိုင်တယ်အားဆိုင်ခြင်းမျိုးသာတယ် ဒီနေရာမှာအလွန်အသုံးတည်တယ်။ဒါကြောင့်ဖြစ်ခဲ့ပြီးသားခုတည်းလေးဖြစ်ခဲ့တာကိုပဲစိတ်မဝင်စားတော့ဘူး။ခဏနေပါဖြစ်မှလဲဆိုတာကိုတောင်စိတ်မဝင်စားဘူး။အခုလောလောဆယ်ဖြစ်ဖြစ်နေတာလေးကိုပဲအာယုံလေးစိုက်ထားတယ်။ပေါ့ပေါ့ပါပါ။ဖြစ်နေတယ်၊သိလိုက်တယ်၊ထပ်ဖြစ်တယ်၊ထပ်သိတယ်။စောစောကသိတာကိုစွဲမထားဘူး။ မစွဲနဲ့စွဲရင်လေးလံထပ်ဖြစ်တာကိုပဲထပ်ထပ်တည်သွားတည်ပြီးသားကိုစွဲနေဖို့မလိုကိုကလာစွဲနေတာအဲ့ဒါကရှိတော့တာမဟုတ်အဲ့တော့ထပ်ထပ်ထပ်ဖြစ်ဖြစ်နေတဲ့သဘာဝကိုထပ်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 ပြီးတော့တည်နေဖို့ကြိုးစားရတယ်အတရားအထုတ်တယ်ဆိုတာအဲ့ဒါပဲဒါဒီခန္ဓာကိုယ်ကြီးကိုမြတ်စွာဘုရားဘာဇရထုပမံမင်းစည်းတဲ့ယထာလိုစမ်းကြေတော့ ဘယင်စည်းတဲ့ယထာဆိုတော့မြင်ယထာကြီးပြောတာခြူပန်းခြူနယ်လေးနဲ့ဆေးမျိုးမျိုးတုပ်ပြီးတော့လှအောင်နှီးမျိုးစုံကနေပြင်ဆင်ထားတာအဲ့လိုပဲဒီခန္ဓာကိုယ်ကြီးရလည်းပဲနှီးမျိုးစုံနဲ့ပြင်ထားဆင်ထားကြရအလွန်စမ်းကြယ်ခြူပန်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပူတော်စမ်းကြယ်သေးတယ်အဲ့ဒီစမ်းကြယ်တဲ့ယထာတစင်းနဲ့တူတဲ့ဒီခန္ဓာကိုယ်ကြီးကို သတိပဋ္ဌာန်ဤပညာကိုအသုံးပြုပြီးတော့မှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြည့်အဲ့ဒါကိုတရားအထုတ်တယ်လို့ခေါ်တယ်အဲ့ဒါလိုခန္ဓာမှာဖြစ်နေတာကိုသတိထားတိုင်းသတိထားတိုင်းမြတ်စွာဘုရားရဲ့အဆုံးအမကိုယ်ကလိုက်နာရောက်တယ်မြတ်စွာဘုရားဘလို့ဆုံးမလာတော့အေထပတ္တိမလောကံစေတရာဇရထုပမလာကြဆန်းကျဲတဲ့ခန္ဓာကိုယ်ကြီးကိုကြည့်ကြလို့ပြောတယ်အလုတ်ကြည့်ခိုင်းတာတော့စောစောကအကြောင်းပြချက်ပြောပြီ မကြည့်ရင်မသိဘူးမသိရင်မိုက်မိုက်ရင်မှားမယ်အဲ့ဒါဆိုရင်နှစ်မုံးမယ်ဒါကြောင့်မြတ်စွာဘုရားမသိတဲ့လူတွေကနှစ်မုံးနေကြည့်ရင်သိမယ်သိရင်နားလည်မယ်နားလည်ပြီးဆိုပါဖြစ်မလို့နတ္တိသင်္ကောဝိဇာဏတံနားလည်တဲ့ပုဂ္ဂိုလ်တွေဟာကံ့ညီမှုမရှိဘူးတဲ့ကံ့ညီမှုမရှိရင်စိတ်ကချမ်းသာတယ်အဲ့ဒါကြောင့်မလို့ကိုယ်ခန္ဓာမှာမဖြစ်နေလေအာယုံလေးဆိုင် ဘယ်ချိန်မှအာယုံဆိုင်လို့ရတယ်ဘယ်ချိန်အာယုံဆိုင်လို့မရဘူးလို့တကယ်တမ်းကသဘာဝတရားမှာအဲ့လိုတားမြစ်ထားတာမရှိဘူးအချိန်တိုင်းမှာကိုယ်တရားတရားရှိလို့လုပ်ခြင်းနေဆိုရင်အချိန်တိုင်းလုပ်လို့ရတယ်ဘယ်နေရာလေးမှာမှအာယုံဆိုင်လို့ရတာလူရသူရဆိုတော့ရမှာမဟုတ်ဘူးလို့မထင်နဲ့ကိုယ်ကျွမ်းကျင်ရင်ကိုယ်လုပ်တတ်လို့လုပ်ခြင်းနေဆိုရင်လုပ်လို့ရတယ်အဲ့တော့အချိန်တိုင်းမှာနေရာတိုင်းမှာ ဒီအလုပ်ရဲ့တန်ဖိုးကိုနားလည်ပြီးတော့ယုံကြည်မှုနဲ့လုပ်မယ်ဆိုလို့ရှိရင်လုပ်တဲ့အချင်းအရေးတွေများလာတာနဲ့အမျှလက်ကျင်မှုရဲ့အစွမ်းကြောင့်ကျွမ်းကျင်မှုကကတ်လိုက်လာတယ်။အဲဒီကျွမ်းကျင်မှုပါလာလို့ရှိရင်လောရတာပို့ပြီးတော့လွဲလာတယ်။တတရားအထုတ်တယ်ဆိုတာအချိန်တိုင်းလုပ်လို့ရပါလား။နေရာတိုင်းမှာလုပ်လို့ရပါလား။အချိန်နေတိုင်းမှာအနေထားတိုင်းမှာလုပ်လို့ရပါလားလို့ နားလည်သွားမယ်အဲ့ဒါဆိုလို့ရှိရင်တရားတော်တာတရားတော်အချိန်မရှိဘူးဗျာအကြောင်းပြစရာမလိုတော့ဘူးတရားတော်ကိုအချိန်မရဘူးလို့အကြောင်းပြနေသေးတယ်တရားအထုတ်ဖို့တပည့်တော်အချိန်မရှိဘူးလို့ကိုယ့်ကိုယ်ကိုထင်နေသေးတယ်ဆိုရင်အဲ့ဒါတရားကိုတကယ်မကျွမ်းကျင်သေးလို့လို့ကိုယ့်ကိုယ်ကိုသတိပေးဖို့လိုတယ်တရားဆိုတာတကယ်ကျွမ်းကျင်သွားလို့ရှိရင် ိတ္တအချင်းယူစရာမလိုဘူးတိတ္တနေရာယူစရာမလိုဘူးဒါပေမဲ့မကြွားကျင်သေးခင်မှာတော့အချင်းလေးတိတ္တယူနေရာလေးတိတ္တယူပြီးတော့လေ့ကျင့်ကြရတာပေါ့သို့တော့လူဘဝဆိုတာအချင်းတိတ္တယူဖို့နေရာတိတ္တယူဖို့ဆိုတာကလူအများစုအနေနဲ့အလွန်မလွယ်တဲ့ကိစ္စတစ်ခုဒါကြောင့်အချင်းတိတ္တမယူဘဲနဲ့နေရာတိတ္တမယူဘဲနဲ့နေ့စဉ်နေနေတဲ့အနေထားတိုင်းမှာတရားအထုတ်တဲ့အောင်လုပ်ဖို့လိုတယ် ရှိတာရောက်မှစကားပွဲတွေဝင်မှဖရာစဉ်ရှိရောက်မှတရားအထုတ်တတ်တယ်ဆိုရင်ကိုယ့်ရဲ့တရားအထုတ်တတ်တဲ့အနေထားကတိတ်မကျေပြန်သေးဘူးလို့နားလည်ရမယ်အချိန်တိုင်းနေရာတိုင်းအနေထားတိုင်းတတိယတိုင်းခန္ဓာမှာထင်ရှားဖြစ်နေတဲ့တဘာဝတရားတွေရဲ့ပုံမှာအာယုံလေးစိုက်ထားလိုက်အဲ့ဒါတရားအထုတ်ပြီးသားဖြစ်တယ်မြင်နေတာကိုတိလိုက်ကြားနေတာကိုတိလိုက် ဘာပဲဖြစ်နေဖြစ်နေတိနေလိုက်တိပြီးရင်ထားခဲ့ထထတိသွားအတိကိုထထထထပြီးတော့တိ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 သွားထူးထူးကဲကဲကြီးတိဖို့ဆိုလိုတာမဟုတ်ဘူးဖြစ်နေတဲ့အတိုင်းလေးတိဖို့ပဲမှတ်တမ်းတင်ပဲပေါ့အမှုဖြစ်လာပြီဆိုရင်တရားလိုတရားခန်းတွေရှိနေတွေကအမျိုးမျိုးထွက်ချက်တွေပေးကြတယ်အဲ့ဒါတရားသူကြီးကဘာလို့တော့မှတ်တမ်းတင်တယ်သူကဘယ်လိုပြောလဲ မှတ်ထားတယ်သူဘလို့ပြောတယ်မှတ်ထားတယ်အမှန်မှန်ကန်ကန်မှတ်တမ်းတင်ထားတဲ့အခါကျတော့ဘသူမှားတယ်ဘသူမှန်တယ်ဆိုတာတရားသူကြီးကဆုံးဖြတ်နိုင်တယ်ဘလို့အပြစ်ပေးရမယ်ဆိုတာသူနားလေအဲ့လိုပဲဒီစိတ်ကလည်းပဲယုတ်တည်နေတဲ့သဘာဝတရားတွေဖြစ်လာတယ်မှတ်တမ်းတင်ရတယ်ဘာဖြစ်လာလဲဟွန်းဘာဖြစ်လာလဲမှတ်တမ်းတင်မှများတဲ့အခါကျတော့နားလေလာတယ်ဒါတွေကဘာတွေတော့မှားလားမှန်လားကောင်းလားဆိုးလားနားလေလာတယ်ဘလို့နားလေလာတော့ ဖြစ်လာတယ်ဖြစ်ပြီးရင်မရှိတော့ဘူးလို့နားလေလာအဲ့ဒါဆိုရင်တော်တော်ကောင်းပြီအနေဆာကိုနားလေစားပြုလာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဖြစ်လာတယ်ဖြစ်လာပြီးရင်ရှိတော့ဘူးလို့နားလေအနေဆာနော်ဘုရားတိလာယူတယ်တန်နေကြတယ်နားထောင်တယ်လိုက်ဆိုတယ်စိတ်ကလည်းမျိုးမျိုးတွေးတယ်ဒါတကယ်ဖြစ်ခဲ့တဲ့အနေထားတွေကိုအဲ့ဒါရှိတော့တာမဟုတ်အဲ့လိုပဲဖြစ်စဉ်တိုင်းဖြစ်စဉ်တိုင်းဟာဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတယ် ာမယာစီမယာဖြစ်လာတယ်ဖြစ်ခြင်းတရားကိုတားဆီးလို့မရဘူးဒါတဘာဝတရားသူ့ရှိနေသူသွားတယ်ဖြစ်ပြီးရင်လည်းပဲထိမ့်မယာတိမ့်မယာပျောက်ပြတ်သွားတယ်တဘာဝတရားတွေကိုထိမ့်သိမ့်ထားခြင်းလို့မရဘူးဖြစ်အောင်လည်းလုပ်လို့မရဘူးမဖြစ်အောင်လည်းလုပ်လို့မရဘူးဖြစ်เสียအကြောင်းရှိရင်ဖြစ်မယ်ဖြစ်เสียအကြောင်းမရှိရင်မဖြစ်ဘူးတဘာဝတရားဆိုတာဖြစ်လာပြီဟေးဆိုလို့ရှိရင်လည်းပဲကြိုက်လို့လည်းသိမ့်ထားလို့မရဘူးမကြိုက်လို့လည်းမြန်မြန်နှင်းထုတ်လို့မရဘူး တော့သူပြချင်းတိုင်ပြတ်သွားတာပဲအဲ့ဒါလို့အနတ္တသဘာဝသူသဘောသူဆောင်ပြီးတော့ဖြစ်ချင်းတန်ဖြစ်ပြက်ချင်းတန်ပြက်ဒီလိုအစဉ်တန်သွားနေတဲ့သဘောတွေကိုတတိထားပါများတဲ့အခါကျတော့နားလေလာတယ်ဩကောင်းတယ်လို့ထင်ရတာတွေလည်းပဲသွားတာပဲမကောင်းဘူးလို့ထင်ရတာတွေလည်းသွားတာပဲသွားတာဆိုတာဘာပြောတာတော့မရှိတော့တာပြည့်စည်သွားတာအနိစ္စဖြစ်သွားတာကိုပြောတာ ဒါကြောင့်မို့လို့ကောင်းတာနဲ့မကောင်းတာအပေါ်ယံကြည့်ရင်တော့ तू ကကောင်းတယ် तू ကမကောင်းဘူးလို့ထင်ရပေမဲ့လို့တကယ်တမ်းနဲ့နဲ့နဲ့တတိထားပါများလို့ပြီလာတဲ့အခါကျတော့အင်းကောင်းတာလည်းပဲအနိစ္စဆိုးတာလည်းပဲအနိစ္စလောကဘာမှစုပ်ကင်ထားလို့ထိမ့်သိမ့်ထားလို့မရပါလားလို့နားလည်မှုများလားအဲ့လိုနားလည်မှုများလာရင်အကျိုးရလကအလွန်ကြီးတယ်ဘယ်လိုကြီးတော့ ကောင်းတာကိုလည်းဒီလောက်ကြီးအထင်မကြီးဘူးမကောင်းတာကိုလည်းဒီလောက်ကြီးမကြောက်ဘူးကောင်းကောင်းမကောင်းကောင်းခိုက်တန်လေးတွေပဲလို့နားလေလိုက်ကောင်းတာလည်းကိုယ်စိတ်ကိုအရင်ကြီးတွေးဆောင်ဖြားရောက်မှုမလုံနိုင်မကောင်းတာလည်းကိုယ်စိတ်ကိုအလွန်အမင်းကြီးမနှိမ့်ဆက်နိုင်ကောင်းလို့လည်းပဲသိပ်မှမတက်မကောင်းလို့လည်းပဲသိပ်ပြီးတော့စိတ်မပြတ်ဘူးဘာလို့ဆိုကောင်းကောင်းမကောင်းကောင်းခဏပဲလေအဲ့ဒီခဏပဲဆိုတဲ့အမှန်တရားကိုသိရင် ဒီစိတ်ကအလုံးမရှင်းကျက်တည်ငြိမ်မှုပဲစီကိုဥတည်ပြီးတော့သွားတယ်။အနိစ္စကိုသိပါများလို့အဲ့ဒီလိုအကျိုးရလက်လေးတွေထွက်လာတာ။အဲ့ဒီအနိစ္စပဲနည်းနဲ့သိမလို့သတိထားရတယ်။ကုညဆွာဘုရားစကလုံးအတိအကျပြောမရှင်။ပတ္တပတ္တဆိုတာကြည်တာကိုပြောတာ။မျက်စိနဲ့ကြည်တယ်လို့မျိုးစိတ်နဲ့ကြည်တာ။ဘာကိုကြည်တာတော့အခုဖြစ်နေတာကိုအခုသိအောင်အခုကြည်တာ။ ို့ကြည်ပါများလို့ရှင်နားလေလာတယ်တော့ဖြစ်ပြီးသားကိုကြည်ခိုင်းတာမို့မဖြစ်သေးတာကိုကြိုးကြည်ခိုင်းတာမို့အခုဖြစ်နေတာကိုအခုကြည်ခိုင်းတာဟောဆိုအခုဖြစ်နေတာကိုမှအခုကြည်မှအမှန်သိနေတာဖြစ်ပြီးသားကရှိတော့တာမဟုတ်ခုတည်းလေးဖြစ်တာတောင်ရှိတော့တာမဟုတ်မဖြစ်သေးတာလည်းမဖြစ်သေးလို့တကယ်ရှိတာမို့စိတ်ကူးအတွေ့ရပဲသူဟာဒါကြောင့်လောလောဆယ်ပြစ်စုပန်လေးတိုင်းပြစ်စုပန်လေးတိုင်းကိုသွားဖို့လိုတယ် တရားဆိုတာအလွန်လေးလေးလံလံခက်ခက်ခဲခဲကြီးအဲ့လိုမျိုးမဟုတ်ဘူး तू ကပစ္စုပန်တိုင်းကိုတတိကိုဆင်ဆင်မပြတ်ရှိဖို့ပဲ तू ကကြိုးစားအရင်ကြီးအားဆိုင်နေလေကိုအားဆိုင်နေတဲ့အချိန်မှာကိုတိဖို့ကြိုးစားနေတဲ့အချိန်မှာအဲ့ဒီဥစ္စာတကယ်တမ်းရှိတော့တာမဟုတ်အဲ့တော့ပို့ပြီးတော့နားလည်အောင်ပြောရရင်စက္ကန့်တိုင်းစက္ကန့်တိုင်းတိအောင်လုပ်ကြည့်တစ္စကကိုနှစ်ချိန်နှစ်ချိန်လောက်မြန်တိနိုင်တော့တော်တော်ကောင်း စက္ကန့်တိုင်းစက္ကန့်တိုင်းငါခန္ဓာကိုယ်မှာဘာဖြစ်နေတော့ဘလို့ဖြစ်နေတော့ဒီစက္ကန့်တစ်ချိန်လောက်ဆိုရင်တော့တော်တော်ကောင်းပါဒါကြောင့်ရသော်ဘုရားရဲ့အဲ့ဒီကာထာတော်လေးသိရတဲ့ရွေရစပြီးတော့အလွန်ကိုကြိုက်တယ်အခုလည်းပဲအဲ့ဒီကာထာလေးရဲ့အပေါ်မှာနှစ်သက်မှုကရော့မသွားဘူးဦးတော်တိုးလာသေးတယ်ပြန်ပြောရနော် ဧထပတ္တိမံလောကံစိတ်တရာဇရထုပမယထပါဠိဝိတိတံတိနတ္ထိတင်္ဂောဝိဇာတတံဧထလာကြကုန်လောစိတ်တရာဇရထုပမရှင်ဘင်းရဲ့စမ်းကြဲတဲ့ယထာဒဇင်းနဲ့တူတဲ့ဣမံလောကံဤခန္ဓာကိုယ်တည်းဟူသောလောကကိုပတ္တကြည့်ကြကုန်လောယထပါဠိဝိတိတံတိမကြည့်လို့မသိကြတဲ့မိုက်မဲကြတဲ့မမြင်ကြတဲ့ပုဂ္ဂိုလ်တွေကတော့ မျိုးမျိုးသောနှင်မွန်းခြင်းတို့ဖြင့်လောကမှာနှင်မွန်းသွားကြ၏နတ္ထိသင်္ကောဝိဇာဏတ္တကြည်လို့မြင်လို့ကြည်ပါမြင်ပါများလို့သိလာမြင်လာတဲ့ပုဂ္ဂိုလ်တွေကြတော့ဘာကံ့ညီမှုမှမရှိဘူးတဲ့တော်တော်ရဟန္တာအဖြစ်တိမြတ်စွာဘုရားကတော့ဟောတာပေါ့တော်တော်ဘုံဘုံတို့ကတော့ပုထုသင်တဘာဝပုထုသင်အနေထားလေးလောက်နဲ့နားလေကြည့်ပေါ့ကံ့ညီမှုမရှိဘူးဆိုတာကတော့ဓာတမဲ့ညာမှာကံ့ညီမှုအလုံးကိုဖြတ်တောက်နိုင်တယ် သို့တော့ပုထုဇဉ်မှာလည်းပုထုဇဉ်အလျောက်ကံကြီးမှုတွေကိုဖြတ်တောက်နိုင်ဖို့လိုတယ်။ပုထုဇဉ်တွေလည်းပဲပုထုဇဉ်တိုင်းပုထုဇဉ်တိုင်းပုထုဇဉ်အချင်းချင်းအတူတူပဲလို့မြန်ထင်သလား။တူနိုင်မလား။မတူနိုင်ဘူးနော်။တချို့ပုထုဇဉ်ကအလုံးကိုကံကြီးမှုများတချို့ပုထုဇဉ်ကြတော့လည်းပဲကံကြီးမှုတွေကိုတော်တော်များများကိုဖြတ်တောက်ထားနိုင်ကြတယ်ပေါ့နော်။အဲ့တော့ကိုကကံကြီးမှုနေအောင်လုံနိုင်ရင်လုံနိုင်တယ်လို့ဖြတ်တောက်ရင်ဖြတ်တောက်နိုင်တယ်လို့ ကံ့ကြီးမှုကြောင့်ဖြစ်တဲ့ဒုက္ခတွေတက်တာသွားတာပဲလေဟုတ်လားအဲ့ဒါကိုယ်ဘဝမှာဖြစ်နေတဲ့ဒုက္ခတွေဟာတကယ်တကယ်ကဘယ်သူမှဖန်တီးထားတာဘယ်သူမှပေးထားတာမဟုတ်ဘူးအဲ့ဒီကံ့ကြီးမှုဆိုတဲ့တဘာဝတရားကြောင့်ဖြစ်နေတာကံ့ကြီးမှုနေရင်ဒုက္ခနေတယ်ကံ့ကြီးမှုများရင်ဒုက္ခများတယ်ကံ့ကြီးမှုကြောင့်ပဲဒီလောဘကြောင့်ပဲဒီဖြစ်ခြင်းမှုတွေကြောင့်ပဲအဲစိတ်တိုင်းမကြမှုတွေဖြစ်ရ သာယာရင်မှုတွေဖြစ်ရမေလျောမှုတွေဖြစ်ရအကျိုးမဲ့တွေဟာဒီကနေလာနော်ဒါကြောင့်ကံကြီးမှုကိုကိုယ်တိုင်းတာနဲ့ကိုယ်ရှော့ချနိုင်မယ်ဆိုရင်ကိုယ်မှာတတ်တာကိုမရနိုင်ဘူးလားရတယ်နော်အဲ့တော့အဲ့ဒီကံကြီးမှုကလည်းပဲနည်းကျင်လိုက်တာဆိုရုံမျှနဲ့နည်းတော့မှာမဟုတ်ဘူးနော်ကံကြီးတရားမဟုတ်ပါဘူးလို့သောသောကပြောသလိုကောင်းတာပဲတွေ့တွေ့ဆောတာပဲတွေ့တွေ့အကောင်းဆိုးဆိုတာအပေါ်ယံကြည့်ရင်သာကွဲပြားနေသလိုထင်ရတာ တကယ်တကယ်ကောင်းတာလည်းပဲခဏပဲမကောင်းတာလည်းပဲခဏပဲလို့အနေစားဟိုသာကြွံ့ကြွံ့ကျင်ကျင်ပိုင်ပိုင်နိုင်နိုင်သိမယ်ဆိုရင်ကံ့ကျင်မှုမနည်းနိုင်ဘူးလားနည်းတယ်နော်ကောင်းတာလည်းပဲကိုယ်ကိုသိပြီးတော့အထင်တကြီးဖြစ်သွားအောင်သူမဆွဲဆောင်နိုင်ဘူးမကောင်းတာလည်းပဲကိုယ်ကိုသိပြီးတော့ဖြစ်မချောက်နိုင်ဘူးပေါ့နော်ကိုယ့်စိတ်ထဲမှာကောင်းခြင်းနဲ့မကောင်းခြင်းရဲ့နည်းနည်းတဲ့အကြောင်းအရာကိုသိနေတယ်အဲ့ဒါဘာလို့ဆိုတော့မမြဲဘူးဆိုတာကိုသိနေနော် ကောင်းတာလေးလေခဏဘလောက်ကောင်းတာကြီးမြင်ရမြင်ရဘလောက်ကောင်းတာကြီးကြားကြားဘာကြီးပဲစားစားဘလူတွေပဲတွေးရတွေးရခဏချင်းပဲသွားနေတာဒါပဲကျွတ်တို့ဖြစ်မလာအောင်ဖြစ်လာအောင်လဲဖန်တီးလို့လှုပ်လို့မရသလိုဖြစ်လာပြီဆိုရင်လဲပြတ်မသွားအောင်လှုပ်လို့မရဘူးအတကူလှုပ်လို့ရတာဘာလို့တတိထားပြီးတော့နားလေအောင်လှုပ်ရနားလေလို့ရှိရင်နားလေသည်အလျောက်အဲ့ဒါတွေရပုံမှာမှားယွင်းမှုနေသွားတာပေါ့နော် သတိမထားလို့ရှိရင်ဘာမှနားမလည်ဘူးဘာမှနားမလည်ဘူးဆိုရင်အဲ့ဒါထင်မိထင်ရရန်လန့်ပြီးတော့အဲ့ဒါရန်ကိုရှိသေးမှာအမားတွေအမားပြီးအမားထက်အမားတွေထက်လာလို့ရှိရင်ဘာဖြစ်မယ်တော့ကိုယ့်ကိုရှင်းမရှင်းနိုင်တော့ဘူးနောက်ဆုံးမူရာနဲ့ပဲဆုံးရတာပေါ့နော်တချို့လည်းပဲငိုပြီးတော့ကိုမဆုံးသေးဘူးမရှင်းသွားဘူးငိုလိုက်လည်းရှင်းမသွားဘူးမျက်ရည်တွေကြာလာပြီးတော့ခဏငိုလိုက်ရင်တော့အဲတက်တာသွားလို့လို့ထင်ရတာပေါ့ဒါပေမဲ့ပြဿနာရှင်းမသွားဘူး ငိုလို့ရှင်းသွားဆိုနောက်တစ်ခါမငိုရတော့ဘူးပေါ့အခုအဲ့လိုလည်းမဟုတ်ဘူးနောက်တစ်ခါလည်းထပ်ပြီးတော့ငိုရတော့မယ်မရှင်းလို့ပေါ့နော်အဲ့ဒါပါတော့ဘဝအကြောင်းလောကအကြောင်းသတိမထားတဲ့အခါကျတော့မသိဘူးမသိတော့မှားကုန်မှားကုန်တဲ့အခါကျတော့ဘယ်အစားရှင်းလို့ရှင်းရမှာတော့ရှုပ်ရမသိတော့အဲ့လိုတွေဖြစ်ကုန်နော်ဒီကဒါလေးကအလွန်ကောင်းပါတယ်နော်ညံလေးနဲ့ကိုယ့်အကိုရှင်းတာ ဒါရဲဆိုဘုရားအဘယမင်းသားကိုဟောတာအဲ့ဒါအဘယမင်းသားကတော့ဒီကာထာကိုနာပြီးတော့ယဟန်ပြုပြီးတော့နောက်ဆုံးယဟန်နာတော်ဖြစ်သွားတယ်။နော်။ဆာတော့ကကြည်တဲ့ဆုံးလို့နေမရထိုင်မရဖြစ်နေတယ်ဟုတ်လား။ကကြည်တဲ့ဆုံးသွားတာကိုဆိုသူ့အနေနဲ့ကောင်းတယ်လို့ပြောရမလို့ဖြစ်နေတယ်နော်။အဲ့ကြောင့်ဘုရားကြီးရောက်သွားဘုရားကြီးရောက်တော့ပင်ကောလည်းပါရမီတက်ခံပြီးပါတဲ့ပုဂ္ဂိုလ်ဆိုတော့အလင်းပြလိုက်တဲ့အခါကုံလို့မြင်သွားတယ်သိသွားတယ်ပေါ့ဟုတ်လား။ဒါကြောင့်ဒီကာထာလေးကိုမှတ်သားတာနော်။လာကြ မင်းစည်းတဲ့ယထာလို့စမ်းကြဲတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြည့်ကြမသိရင်နစ်တော်လိမ့်မယ်တိမကံ့ကြီးမှုမရှိမှာတဲ့ဒါဒီခါသားရဲ့အတိတ်အလွန်ကိုကောင်းပါနော်ဒီလိုလေးနဲ့တဲ့ညစွာပြအဆုံးမတွေကိုသိရတာနားထောင်권ရတာစဉ်းစား권ရတာစိတ်ကိုအလွန်မှကောင်းမွန်စေနော်ကိုယ်ဘဝမှာအဘာအေးပါတယ်ဘာအေးမပါဘူးဆိုတာပို့ပြီးတော့ရှင်းလင်းသွားတယ်ဘုရားနဲ့စိတ်တွေလည်းပေါ်ပါသွားနိုင်တာပေါ့ဟုတ်လား ဒါအလုံးမြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုကိုပြုရမရောက်ဘူးလားရောက်တယ်ဒါကြောင့်ဥပုသ်တင်စောက်တည်တဲ့အခါမှာတရားနာယူခြင်းအဖြစ်မိမိရဲ့ဥပုကိုပို့ပြီးတော့တန်ရှင်းအောင်ရှင်းကျင်အောင်လုပ်ရရောက်တယ်ပေါ့နော်ဒါကြောင့်ဒီကုသိုလ်ကောင်းမှုတွေကုသမဝန်တွေတော့လှူဒန်းထားကြတာဒီအကုန်လုံးနော်ဒါနာကောင်းမှုပါပါသွားတယ်ဥပုနေဖြစ်တော့တိုက်တိုက်ဆိုင်နေတရားလေးတောင်နားလဲရတယ်ဟုတ်လားဒါကြောင့်ဒီကုသိုလ်ကောင်းမှုတွေအားလုံးရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ပူဇော်ကို ဒီဘဝတွင်မျက်မှောက်ပြုနိုင်အောင်ဒီကုသိုလ်ကောင်းမှုတွေကတွန်းအားပေးပါစေလို့ဆုတောင်းမယ်။ပြီးရင်ကုသိုလ်ကောင်းမှုအစုစုရဲ့အဖို့ဘာကိုအလုံးစုံသတ္တဝါအနန္တအညီမျှရပြီးချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးမြတ်တမ်းပြေးပေးမယ်အလုံးကြီးများလိုက်ဆိုကြနော်။ဣဒံမေပုံညာနိဗ္ဗာနတ္တသစ္စယော aduk ikamuti menyapunya nyanyi bangku nyemau cuyanya akonto atau apa sebasi tadi tidak punya baga tawa tadana pasi mak ikamudu i ဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစထား၍သုံးသက်တဘုံရှင်လီကုန်သောတတ္တဝအနန္တတို့အားအညီအမျှအေးဝေငှပါ၏အမျှရကြ၍ cô sĩ nếp sáng chẳng mà chẳng là cha tí chỉ cha bà sĩ đồ alo chẳng sẽ là bên nhà ấm nhà ấm nhà ấm nhà chú đó bây giờ ta chụp